ါရှင်။တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါသည်ရှင်။၂၉ရက်၁၀လ၂၀၂၅ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ခါထောက်ပို့မှုမတမ်းများကိုကျမတို့ဝင်းဟင်းချန်နယ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ငဖဲမြို့နယ်တနရာတို့နေပြည်တော်နဲ့မကွေးလေတံမြတ်မှတ်တသောဂျက်ဖိုက်တာ၂စီးဖြင့်မနက်၉နာရီ၃၅မိနစ်၉နာရီ၃၈မိနစ် ည9နာရီ9မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတတ်သောဝိုင်းတွဲစစ်ထောက်ပုတ်ဘုံကျဲလေယာဉ်နှစ်စီးဖြင့်မနက်6နာရီ40မိနစ်နေ့လယ်12နာရီ43မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပေါင်မြုံနယ်တနင်္လာသို့တရက်ဦးလေတပ်မှတတ်သောဝိုင်းတွဲစစ်ထောက်ပုတ်ဘုံကျဲလေယာဉ်နှစ်စီးဖြင့်မနက်9နာရီ28မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကာ လေကြောင်းတိုက်ခိုက်မှုများပြစ်လုသွားခဲ့ကြောင်းသိရှိရပါသည်။တမောင်းမြို့နယ်တနရာတို့မြကြီးနားလေတမတ်တက်သောဝိုင်တွဲစစ်ထောက်ပို့ပုံကျဲလေရင်တစည်းဖြင့် မနက်၈နာရီ၃၀မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြစ်လုသွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာတို့ဒရအုလေတက်နဲ့မိတိလာလေတက်များမှတက်သောဂျက်ဖိုက်တာ၅စီးဖြင့်မနက်၁၀နာရီ၃၁မိနစ်၊၁၀နာရီ၃၂မိနစ်၊၁၀နာရီ၃၄မိနစ် 10နာရီ39မိနစ်10နာရီ40မိနစ်17နာရီ48မိနစ်17နာရီ50မိနစ်နေ့လယ်12နာရီ50မိနစ်12နာရီ53မိနစ်12နာရီ55မိနစ်2နာရီ48မိနစ်2နာရီ50မိနစ်2နာရီ54မိနစ်2နာရီ56မိနစ်2နာရီ6မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု15ချိန်ပြုလုပ်သွားခဲ့ပြီးကြောင်မြောင်းခမရစနစ်မှလွတ်တင်လိုက်သော တိုက်ခိုက်ရေးဒရုန်းတစ်စီးဖြင့်မနက်09:48မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနေရာသို့တရအူလေးတပ်မှတပ်သောဂျက်ဖိုက်တာနှစ်စီးဖြင့်နေ့လယ်09:20မိနစ်ညနေ9:18မိနစ်9:19မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကတာမြို့နယ်တနေရာသို့တရအူလေးတပ်နှင့်မိထီလာလေးတပ်မှတပ်သောဂျက်ဖိုက်တာ၃စီးဖြင့် ည10:25မိနစ်10:44မိနစ်10:52မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်29ရက်10လ2025ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရက်ဦးလေတပ်နေပြည်တော်မကွေမြစည်းနာမိထီလာလေတပ်များမှ Jet Fighter ဝိုင်တွဲ Y8 ဂျိုင်ရိုကော့ပတာနှင့်ပါရာမိုတာများတိုက်ခိုက်ရေးဒရုန်းများ ပြန်တက်မှုအကြံရေး62ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့တွင် လေဆောင်တိုက်ခိုက်ပြန်တက်မှု29ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏လေဆောင်တိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နိုင်၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည် ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းဟင်း channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝင်းဟင်း Telegram channel ၏သတင်းလက်ခံအကောက်ဖြစ်သောဝင်းဟင်း score box သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါရရှင်ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုလိုက်ရန် ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။